ဖရက်ကအသက်၆၆နှစ်ရှိတဲ့မိန်းကလေးမာရီယာကိုခေါ်တယ်။ဆိုင်မှာလှုပ်လှုပ်ဖို့ထားတယ်။မာရီယာဆိုင်နဲ့အတူအော့စကာကိုလည်းကြွဆိုင်တယ်။မတခင်အော့စကာကမာရီယာကိုချစ်လာတယ်။အော့စကာကတည်းကမာရီယာနဲ့တူနေတယ်။ဒါပေမဲ့မာရီယာအဲ့ကိုသိချင်မှရှိဘူး။မာရီယာကအော့စကာကိုခလေးလိုပဲထင်တယ်။တညာအဖရက်ကတခြားမျိုးကိုလှုပ်သွားတယ်။မာရီယာသားစီရောက်လာတယ်။ကြွက်လို့ဆောင်းနေဝင်မှုစကားပြောတယ်။မာရီယာလည်းကြိုက်တယ်။အဲ့ဒါကြောင့်အော့စကာကိုမတားဘူး။မကြခင်အော့စကာနီးကပ်လာတယ်။ဒါပေမဲ့ရုတ်တရက်တနေ့တည်ရတယ်။ မာရီယာရဲ့အဖရက်ကဆက်ဆိုင်ရင်ရှိနေတယ်။မာရီယာကအဖရက်ကိုအရန်ချစ်တယ်။ဒါပေမဲ့အဖရက်ကသူ့ကိုအတုံးချနေတယ်။မာရီယာကဒီလိုအရန်ဝမ်းနေတယ်။ငိုတယ်။အော်စကာအခွင့်အရေးယူပြီးတော့မာရီယာဆီရောက်လာတယ်။ဂယူးဆိုင်ဖို့စဉ်းစားတယ်။ဒါပေမဲ့မာရီယာကအရန်တော့သထွက်တယ်။အော်စကာရဲ့ကြောဘက်ကိုလောင်နေတယ်။နှစ်အနိုင်ရကြအမြင်ရတယ်။မာရီယာကအဖရက်ကလေးကိုမွေးမယ်။အော်စကာကအဲ့ကလေးကိုတတ်ချင်တယ်။ဒါပေမဲ့မာရီယာကဖြုတ်ခွင့်မပေးဘူး။နှစ်အနိုင်ရကြမာရီယာကယောက်ျားလေးမွေးတယ်။အားလုံးအဲ့ကလေးကိုမြင်နေတဲ့အရန်ပျော်ကြတယ်။ ဒါပေမဲ့အော်စကာအကုန်မြင်နေတယ်မပြောဘူး။ဘာလို့လဲဆိုတော့အဲ့ကလေးကသူ့ကလေးလိုခန်းစားရလို့အဲ့ဒီနေရာမှာအော်စကာတငယ်ချင်းဘာဘရာကိုမြင်ရတယ်။ဒုတိယကမ္ဘာစစ်အတွင်းနာဇီစစ်တပ်မှာရာထူးအကြီးကြီးရှိနေတယ်။တနေ့ဘာဘရာအော်စကာကိုသူ့အဖွဲ့မှာပေါင်းဖို့ပြောတယ်။သူတို့ပါရစ်မှာဖျက်ပြင်မယ်။အော်စကာကသူတို့နဲ့တွေ့ပြီးစွန့်ရင်ပြတယ်အလုဆောက်တော့အဖွဲကရိုစီတာဆိုတဲ့မိန်းကလေးကိုချစ်သွားတယ်အခုနေ့တွေအများကြီးဖက်တန်းတယ်အော်စကာကတငယ်ချင်းတွေနဲ့အရန်ပြောတယ်ဘဝကိုသူလှုပ်ချင်အောင်လုပ်နေတယ်ဘာပဲလှုပ်ချင်ရင်လုပ်နိုင်တယ် ဒါပေမဲ့တနေ့ရုပ်တည်ရဲ့အမေရိကတိုက်ခိုက်မှုဖြစ်တယ်။ဒီတိုက်ခိုက်မှုမှာ အော်စကာရီဇာရိုစီတာတည်သွားတယ်။အဲ့ဒီရဲ့အဘီအော်စတာအင်ဂျင်ရောက်တယ်။အဲ့ဒီနေရာမှာမာရီယာရဲ့သုံးနှစ်သားသားကိုတူနီယာတင်ဒရန်လက်ဆောင်ပေးတယ်။သူသုံးနှစ်မှာတွေ့ခဲ့တယ်လို့ဒါပေမဲ့မာရီယာကအော်စကာရောက်လာတာကိုမပြောဘူး။ဒါပေမဲ့အဲဖက်သားရောက်လာတာကိုအရင်ပြောတယ်။အဲဖက်ကသားကိုတခြားလူတွေကနေပုံထားတယ်။အော်စကာကိုစေယုံခေါ်ပြီးကုမန်ဆိုတဲ့လူတွေကနေဘာလို့လဲဆိုတော့အဲဖက်ဘရောမခံစားလို့မရဘူး။အော်စကာကတာမန်လူတွေနဲ့ကွဲပြားတယ်လို့မျိုးချေတွေတပန်တပန်ဆိုရလာတယ် အဲဒီနောက်အဖရက်ကအင်ဂျင်လီနာကိုယူတယ်။တာအော့စကာကိုမီယောက်ခန့်မှာပုံထားတယ်။အဲနဲ့အဖရက်ကနာစီဖြစ်ခဲ့တာကိုပုံရတယ်။ဒါပေမဲ့ရုပ်တရက်တနေ့ရုရှားစစ်သားတွေရောအင်နဲ့ရနာတယ်။အဖရက်ရှိမှလီနာကိုအတင်းကျပ်ဆတယ်။အဖရက်ကနာစီစစ်သားမဖြစ်အောင်ပုံဖို့ကြိုးစားတယ်။အော့စကာကသူ့ကိုနာစီဆိုတဲ့ကွဲဆက်ပေးတယ်။အဲဒီနေရာမှာနာစီရေးထားတယ်။အဖရက်ကအဲ့ကွဲဆက်ကိုယူတယ်။ဒါပေမဲ့အဲ့ဒီအရာကအဖရက်လက်ကြောင်းမှာပိတ်မိသွားတယ်။သူ့ပြေသွားတယ်။နောက်မနေ့အဖရက်ဆိုင်မှာမာရီယာဆိုတဲ့ယောက်ျားရောက်လာတယ်။ အခုသူ့ဆိုင်ရဲ့ပါရှင်အစ်စ်ဖြစ်တဲ့စီးပွားရေးလုပ်ပြီးရင် effort ကိုချီးကျူးတယ်ဘာလို့လဲဆိုတော့သူ့ဇနီးတဲ့ကလေးတွေဆောင်ဆောင်ရရလို့တရားရောက်ဆောင်ဆောင်ရတာဘလို့ခံစားရလဲဆိုတာသိလို့ effort တွေပြီးရနောက် Oscar လည်းနားရသွားတယ်အခုဒီကဘာမှာသူ့ကိုဘယ်သူမှမရှိအောင်အဲ့နောက် Oscar ထပ်ဆုံးဖြတ်တယ်အခုသူကြီးပြင်းမယ်အဲ့နောက် Oscar တင်ရန်ကို effort နဲ့တို့မြုပ်တယ်ဒါပေမဲ့တနည်းအားဖြင့်ကျွန်တော်တို့ခုရောက်လာတယ်အဲ့ကြောင်တော့ Oscar ကောင်းအောင်တက်တဲ့မှန်လေအဲ့ဒါကြောင့် Oscar ကအဲ့ညမှာမေ့မျောသွားတယ် ဲ့ဒီနေရာမှာယောက်ျားတယောက်လူတွေကိုပြောတယ်။အော်စကာကအခုကြီးပြင်းနေပြီဆိုတော့ရုပ်ရှင်ရဲ့နောက်ဆုံးမြင်ကွင်းမှာမြင်ရတယ်။အန်နာကလွဲပြီးအားလုံးကဒီမျိုးကနေထွက်သွားတယ်။အဲ့ဒီနေရာမှာအော်စကာကသူ့အော်တဲ့အခုပြောက်သွားတယ်လို့သိရတယ်။နောက်ဆုံးအန်နာအဲ့ဒီနေရာမှာရှိနေတယ်။ဒီဇလန်းအစကလည်းစကားတဲ့နေရာဒီရုပ်ရှင်ဒီမှာအဆုံးသတ်သွားတယ်။ဒီရုပ်ရှင်ကိုကြည့်ရင်လိုက်ချပေးပါ။ဒီလိုရုပ်ရှင်တွေအတွက် channel ကို subscribe လုပ်ပေးပါ။နောက်ဗီဒီယိုမှာတွေ့ကြမယ်။